ဇွန်လ22ရက်နေ့ကအီရန်ရဲ့နျူကလ িয়ার ဆက်ယုံ၃ခုအပေါ်ကိုအမေရိကန်ကဘန်ဂါဘစ်တင်ဘုံးတွေကျဲချခဲ့တာဟာဘသူမှမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့တိုက်ခိုက်မှုကိုစတင်ခဲ့ရုံထက်မကပါဘူး။ဒါဟာအမေရိကန်ကသူ့ရဲ့စွမ်းအားကိုထုတ်ပြလိုက်တာဖြစ်ပါတယ်။ခွန်အားကိုပြသလိုက်တာပေါ့။ဒါဟာအမေရိကန်အတွက်သူ့ကိုအစွမ်းကုန်တွန်းအားပေးတဲ့အခါဘာတွေလုပ်နိုင်လဲဆိုတာပြသဖို့အခွင့်အရေးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီကိစ္စကိုအနီးကပ်အာယုံဆိုင်နေတဲ့လူတအူးကတော့ရုရှားသမ္မတဗလာဒီမာပူတင်ပဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ရဲ့စွမ်းအားပြသမှုကြောင့်ပူတင်ဟာထိတ်လန့်သွားခဲ့ရပါတယ်။အမေရိကန်ကပူတင်ကိုနတ်သီးကိုလာထည့်ရင်ဂျိုနဲ့တွေ့မယ်ဆိုတဲ့ရှင်းလင်းပြတ်သားတဲ့သတင်းစကားပေးလိုက်တာပါ။ပြီးခဲ့တဲ့စနေတနင်္ဂနွေနေ့တွေမှာအမေရိကန်ပြည်ထောင်စုဟာအီရန်ရဲ့နျူကလ িয়ার စက်ရုံ၃ခုဖြစ်တဲ့ Fordo, Isfahan နဲ့ Natanz တို့ကိုလေကြောင်းနဲ့ရင်ငုတ်တင်းဘောကနေပြစ်လွတ်တဲ့ဒုံးကြီးတွေနဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။အမေရိကန်ဟာအဲဒီစက်ရုံနှစ်ခုမှာ GBU 57 Massive Ordnance Penetrator လို့ခေါ်တဲ့ Vanguard Bastion ဘုံးတွေအသုံးပြုခဲ့ပါတယ်။ဒီလေးချိန်ပေါင်3000ရှိတဲ့ဘုံးတွေဟာပေ200အထိမြေအောက်ကိုထိုးဖောက်ဝင်ရောက်ပြီးမှပောက်ကွဲအောက်ကိုထုတ်လွှတ်တာဖြစ်ပါတယ်။အစောပိုင်းသတင်းတွေအရစက်ယုံ3ခုသလုံးမှာ American တိုက်ခိုက်မှုအောင်မြင်ခဲ့ပုံရပါတယ်။ Fordo မှာဘုံးပေါက်ကွဲတဲ့ Twin Tank အသစ်6ခုကိုတွေ့ရှိခဲ့ရပြီးတစ်ခုစီကမြေအောက်နျူကလ িয়ার စက်ယုံစီကို Vanguard Bastion ဘုံးတွေထိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတာကိုညွှန်ပြနေပါတယ်။ အစ်ဖာဟန်ဟာရိုးရိုးတုံးကြီးတိုက်ခိုက်မှုတွေကြောင့်ပျက်စီးခဲ့ပြီးနာတန့်စ်ကတော့ cruise missile နဲ့ banga booster နှစ်မျိုးစလုံးကိုခံစားခဲ့ရပုံပေါ်ပါတယ်။နောက်ပိုင်းမှာတော့ American ကအစာပိုင်းထင်ထားသလောက်မှာအောင်မြင်ခဲ့ဘူးဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဇွန်လ24ရက်နေ့မှာ The New York Times က Operation Midnight Hammer လို့ခေါ်တဲ့ American ရဲ့တိုက်ခိုက်မှုကြောင့် Iran ရဲ့ nuclear စီစဉ်ကိုလအနေငယ်လောက်သာနောက်ပြန်ဆုတ်သွားစေနိုင်တယ်လို့ဖော်ပြခဲ့ပါတယ်။ Iran ဟာ Fordo မှာတူလောင်ထားတဲ့ ပေါင်းဆက်ပြီးသားယူရေနီယံအများစုကို တိုက်ခိုက်မှုမဖြစ်ခင်ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီယူရေနီယံတွေရှိနေရင်တော့အဓိကနျူကလ িয়ার ဆက်ယုံတွေကတော့ပြိုပြက်နေပါပြီ။ဒါရီကပူတင်နဲ့ပါဆိုင်တယ်လေ။ဇွန်လ22ရက်နေ့က Times Radio ကိုပြောကြားရမှာပြည်ထိုင်စစ်ရေးသုံးသက်သူ Hamish D. Braden Gordon ကရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။သူဟာပြည်ထောင်ကြီးတက်မှာ23နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးတချိန်က NATO ရဲ့ Rapid Reaction CBIN Battalion နဲ့ UK ရဲ့ Joint Chemical Biological Radiological နဲ့ Nuclear Regiment တို့ရဲ့တပ်မှုအဖြစ်တာဝန်ယူခဲ့ဘူးသူပါသူကပူတင်နဲ့ပတ်သက်ပြီးဒီလိုပြောခဲ့ပါတယ်တမရပူတင်ဟာ American တွေဒီလိုလုံနိုင်တာကိုသိပြီး Kremlin မှာထိုင်ပြီးတုံ့လှုပ်နေမှာသိကြပါတယ်သူပြောတာမှန်ပါတယ်အကြောင်းရင်းတွေကအများကြီးရှိပါတယ်ပထမနဲ့အရေးကြီးဆုံးအချက်ကတော့ Operation Midnight Hammer ဟာအခုချိန်ထိပူတင်ရင်ဆိုင်ဖို့မလိုလားတဲ့ ဒါမှမဟုတ်တကယ်မရှိဘူးလို့ထင်ထားတဲ့အမှန်တရားကိုဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။အဲ့ဒါကတော့ရုရှားရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေဟာခင်မီတိုက်လေယာဉ်နဲ့ဒုံးကြီးတွေပါဝင်တဲ့စနစ်တကျတိုက်ခိုက်မှုကိုဘာမှမလုပ်နိုင်ဘူးဆိုတာပါ။ဘာကြောင့်လဲဆိုတာနားလည်ဖို့ Operation Midnight Hammer နဲ့ Israel ရဲ့အစောပိုင်း Operation Rising Lion တို့ကိုကင်တွယ်တဲ့အခါ Iran ရဲ့လေကြောင်းရန်ကာဝယ်ရေးကိုအနီးကပ်ကြည့်ဖို့လိုပါတယ်။အဲဒီတိုက်ခိုက်မှုနှစ်ခုစလုံးမှာ Israel နဲ့ American တို့ဟာခင်မီတိုက်လေယာဉ်တွေနဲ့ ဒုံးကျည်အများပြားကိုအုံပြုပြီးအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးကိုလွှမ်းမိုးခဲ့ပါတယ်။အီရန်ကတခုမှ မတားဆီးနိုင်ခဲ့ပါဘူး။အဲ့ဒီမှာ ပူတင်အတွက်ပြဿနာရှိပါတယ်။အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တိုက်ထဲကအရာအလုံးနီးပါးဟာအမေရိကန်နဲ့အစ္စရေးတို့လှုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုမျိုးကိုရပ်တန့်ဖို့ရုရှားကဒီဇိုင်းထုတ်ထားတာပါ။ Military Watch Magazine ရဲ့ဖော်ပြချက်အရအီရန်ဟာ1980ပြည့်လွန်နှစ်တွေကတည်းကရုရှားလို့ S200D နဲ့ S300 PM စနစ်တွေပြင် Top M1 လို့တာတိုပစ်စနစ်တွေကိုရုရှားစီကနေဝယ်ယူခဲ့ပါတယ်။ The National Security Journal ရဲ့အဆိုအရ S400 လို့ခင်ဗျစနစ်တချို့ကိုတောင်ဝယ်ယူနိုင်ခဲ့ပြီးဒါတွေက B2 Spirit Stealth Bombers တွေကိုတောင်တိုက်ခိုက်နိုင်တယ်လို့ဆိုပါတယ်။အဓိကပြောချင်တာကတော့အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးလက်နက်တိုက်ထဲကလက်နက်အလုံးနီးပါးဟာရုရှားလို့ဒါမှမဟုတ်ရုရှားဒီဇိုင်းကိုကူးယူထားတာတွေဖြစ်ပါတယ်။ဒါပေမဲ့ဒီစနစ်တွေဟာ Operation Midnight Hammer နဲ့ Operation Rising Lion တိုက်ခိုက်မှုတွေမှာဘာသံမှတော့ထွက်မလာနိုင်ခဲ့ပါဘူး။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ Mossad တရှူတွေအီရန်မှာလှုပ်ရှားနေကြတာပါ။ The Telegraph ရဲ့အဆိုအရ Israel ကအီရန်တွင်းမှာလျှို့ဝှက် drone စက်ရုံတစ်ခုတိစောက်ခဲ့ပြီးအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုသူတို့ရဲ့လေယာဉ်တွေမတိုက်ခိုက်ခင်ဖျက်ဆီးပစ်ခဲ့တယ်လို့သိရပါတယ်။ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များအသုံးမဝင်တော့ခြင်း အီရန်မှာရှိတဲ့ S400 လိုခင်မီရုရှားစနစ်တွေတောင် anti radiation missile တွေပါတဲ့တိုက်လေယာဉ်တွေကိုမတားဆီးနိုင်ခဲ့ပါဘူး။ဒီလိုဖြစ်လို့ရုရှားကစိုးရိမ်နေတာပါ။အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကျရှုံးခဲ့တာဟာအမေရိကန်ကရုရှားကိုပါဒီလိုပဲတိုက်ခိုက်နိုင်တယ်ဆိုတဲ့သဘောတက်ရောက်ပါတယ်။ The Telegraph ရဲ့သတင်းစာရဲ့ဖော်ပြချက်အရ Israel ဟာ F15, F16, F35 စားတဲ့တိုက်လေယာဉ်200နဲ့အီရန်ကိုအလွယ်တကူတိုက်ခိုက်နိုင်ခဲ့ပါတယ်။အလားတူပဲအမေရိကန်ကလည်း B2 separate ဘုံးကျဲလေယာဉ်တွေနဲ့အီရန်ကိုအထိခိုက်မရှိဘဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီလိုလေကြောင်းလွှမ်းမိုးမှုမျိုးဟာအရင်ကမရှိခဲ့ဘူးတဲ့အထိပြင်းထန်ပြီးအီရန်ရဲ့ရုရှားလုံကာကွယ်ရေးစနစ်တွေဟာအသုံးမဝင်ကြောင်းတက်တည်ပြခဲ့ပါတယ်။ဒါကြောင့်စစ်ရေးသုံးသပ်တွေက Operation Rising Lion နဲ့ Operation Midnight Hammer စစ်စင်ရေးတွေဟာအမေရိကန်ကရုရှားကိုအလားတူတိုက်ခိုက်နိုင်တယ်ဆိုတာကိုပြသလိုက်တာဖြစ်လို့ပူတင်နေနဲ့စိုးရိမ်ပူပန်နေလိမ့်မယ်လို့ဆိုပါရယ်။အရင်တုန်းကယူကရိန်းမှာရုရှားလေယာဉ်တွေက stand off glide bomb နဲ့ cruise missile တွေကိုပဲအသုံးပြုခဲ့ပြီးသူတို့လေယာဉ်တွေအန္တရာယ်ကင်းခဲ့ပါတယ်။ဒါပေမဲ့အခုတော့ရုရှားကသူ့ရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေဟာခင်မီတိုက်ခိုက်မှုတွေမကာဝေးနိုင်တော့ဘူးဆိုတာကိုသဘောပေါက်သွားပါပြီ။သူ့ရဲ့ကျူးကျော်မှုမစတင်မီယူကရိန်းလေတပ်မှတိုက်လေယာဉ်150စင်းသာရှိပြီးအများစုမှာ K ဟောင်း MiG 29, SU 24နဲ့ SU 25တို့ဖြစ်ပါတယ်။ရုရှားကဒီဂျက်လေယာဉ်တွေကိုသူကိုယ်တိုင်တိစောက်ခဲ့တာဖြစ်လို့အတွင်းအပြင်အားလုံးသိပြီး သူ့ရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေကဒီလေယာဉ်တွေကိုဖြုတ်ချနိုင်တယ်ဆိုတာကိုလည်းသိပါတယ်။ယူကရိန်းကို F16 တွေရောက်လာတာကြောင့်ယူကရိန်းကလေကြောင်းထွက်မှုမှုအနည်းငယ်ရခဲ့ပြီးရုရှားရဲ့အဆက်မပြတ်ဒုံးကျည်တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ခဲ့ပေမဲ့ပူတင်ကတော့စိုးရိမ်စရာမလိုခဲ့ပါဘူး။ယူကရိန်းဟာဒီဂျက်လေယာဉ်တွေကိုရုရှားတဲ့ကိုမပြန့်တန်းခဲ့သလိုတကယ်ကြီးမားတဲ့တိုက်ခိုက်မှုတွေလုံနိုင်လောက်တဲ့အတွင်းပိုင်းထိလည်းမရောက်ခဲ့ပါဘူး။ရုရှားရဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေဟာအနောက်နိုင်ငံထုတ်တိုက်လေယာဉ်တွေနဲ့ ာဝေးရှူတောင်းကနေဆိုရင်အခြေခံအဖြစ်စမ်းသပ်ခံထားရခြင်းမရှိသေးပါဘူး။အဲ့ဒီစားယူကရိန်းဟာဒရုန်းနဲ့ဒုံးကျည်တိုက်ခိုက်မှုတွေကိုအားကိုးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဘလောက်အသုံးမဝင်လဲဆိုတာကိုအရေးအမွှတ်ပြနိုင်ခဲ့ပါတယ်။ယူကရိန်းဗန်နာယီဝန်ကြီးဌာနရဲ့အဆိုအရရုရှားဟာယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်လေကြောင်းရန်ကာကွယ်ရေးစနစ်1188ခုဆုံးရှုံးခဲ့ရပြီပါပြီ။ဇွန်လ24ရက်နေ့အထိရုရှားဟာယူကရိန်းမှာထူးဆန်းတဲ့ hat hat ဘင်ကားတွေကိုအသုံးပြုနေရတယ်လို့ဆိုပါတယ်။အဲ့ဒီဘင်ကားတွေမှာ drone တွေကိုကြားဖြတ်ဖမ်းဖို့ဒီဇိုင်းထုတ်ထားပြီးရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကအဲ့ဒီ drone တွေကိုမဖျက်ဆီးနိုင်တာကြောင့်ဒီကားတွေကိုတက်ချထားတာဖြစ်ပါတယ်။ဒါကနောက်ထပ်အချက်တစ်ခုကိုဥတီသွားပါတယ်။ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာတိုက်လေယာဉ်တွေရဲ့စမ်းသပ်မှုကိုမခံရသေးတဲ့အပြင်အရေအတွက်အများပြားဖျက်ဆီးခံနေရတော့မှာပဲ။ဒါဟာပူတင်အတွက်ဆိုးရွားတဲ့အရာတွေကိုပဲဆူလိုနိုင်ပါတယ်။ အမေရိကန်ဟာရုရှားကိုဘာမှမလုပ်နိုင်ပဲသူ့နယ်ပြေပေါ်မှာလေကြောင်းတိုက်ခိုက်မှုလုပ်နိုင်တယ်ဆိုတာကိုအီရန်ကတတ်သိပြလိုက်တာကိုသူကြည့်နေခဲ့ပါတယ်။ယူကရိန်းကရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်အများအပြားကိုဖျက်ဆီးထားတာကြောင့်ယူကရိန်းနဲ့စစ်ပွဲဆွေးနွေးနေရတဲ့ပူတင်ဟာသူ့ရဲ့ကာကွယ်ရေးစနစ်တွေနိုင်စင်နဲ့အမျှအားနည်းလာတာကိုလည်းရင်ဆိုင်နေရပါတယ်။ပူတင်မှာဘေးရန်ရဲ့ဖြစ်ဖို့အခင်းအကျင်းတစ်ခုလုံးပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။တနည်းအားဖြင့်ရုရှားဟာအမေရိကန်နဲ့သူ့မဟာမိတ်တွေကိုရှင်လို့မရပါဘူး။ ပြည်တွင်ကာဝေးဦးသီးချုပ်ဖြစ်သူရေတပ်ဗိုလ်ချုပ်ကြီးစာတိုနီရာဒါဂင်ကယူကရိန်းမှာလိုပဲအပြက်စီးများတဲ့စစ်ပွဲဖြစ်ရင်နေတိုးရဲ့စွမ်းဆောင်ရည်ကိုမစိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဟာရုရှားနဲ့ရှင်ရင်အလွန်တန်ပါပါတယ်လို့သူကဆိုပါတယ်။လေကြောင်းကိုမြ мян ဆန်ဆန်ထိန်းချုပ်နိုင်ရင်နိုင်ငံတစ်ခုရဲ့စီးပွားရေးကိုထိခိုက်စေနိုင်ကြောင်းကိုလည်းသူကထောက်ပြခဲ့ပါတယ်။ရာဒါဂင်ရဲ့အဆိုအရနေတိုးဟာအရင်ကရုရှားနယ်မြေကျူးကျော်ရင်ဘယ်လိုပြန်တိုက်မလဲဆိုတာကိုစဉ်းစားခဲ့ပေမဲ့ အခုတော့ရုရှားကိုတံပြန်အင်အားကြီးမားမှုနဲ့ဟန်တားထားနိုင်ပြီလို့ယုံကြည်နေပါတယ်။အမေရိကန်ဟာနေတိုးဖွဲ့ဝင်ဖြစ်ပြီးအီရန်မှာလုပ်ခဲ့တဲ့စစ်ဆင်ရေးတွေကဒီတံပြန်အင်အားရဲ့အရေးပေါ်ပါပုံကိုပြသလိုက်တာကြောင့်ပူတင်ဟာသူ့ရဲ့လေတပ်နဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာယူကရိန်းစစ်ပွဲထက်ပိုကြီးတဲ့စစ်ပွဲအတွက်မလုံလောက်ဘူးဆိုတာကိုသိရှိနေပါပြီ။ကာကွယ်ရေးတုံးသက်သူတွေရဲ့အဆိုအရအီရန်မှာအမေရိကန်နဲ့အစ္စရေးတို့လှုပ်ဆောင်ခဲ့တဲ့စစ်ဆင်ရေးတွေဟာရုရှားလို့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ င်တလောက်ကြောက်စရာမကောင်းဘူးဆိုတာတက်တည်ပြခဲ့ပါတယ်။ဒါကြောင့်ပူတင်ရဲ့ကြောက်ရွံ့စရာချက်တွေပျောက်ကွယ်သွားပြီးအီရန်မှာလှုပ်ခဲ့တဲ့တိုက်ခိုက်မှုတွေဟာရုရှားနဲ့စမ်းသပ်တိုက်ခိုက်မှုလို့ဖြစ်ခဲ့ပြီးရုရှားစနစ်တွေဟာနေတိုးရဲ့ချင်းချောက်မှုကိုပထမဆုံးအကြိမ်ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာအစ္စရေးရဲ့တိုက်ခိုက်မှုကိုကာကွယ်နိုင်သွမ်းမရှိဘူးလို့ထင်ရှားသွားခဲ့ပါတယ်။ဒီရဲ့ချက်ကြောင့်နေတိုးမဟာမိတ်အဖွဲ့ဟာ ရုရှားနဲ့ဆစ်ဖြစ်လာရင်တော့အီရန်မှာအောင်မြင်ခဲ့တဲ့အတိုင်းပဲလှုပ်ဆောင်နိုင်တယ်လို့ရခင်ကထက်ပိုယုံကြည်မှုရှိလာပါတယ်။ဒါဟာရုရှားသမ္မတပူတင်အတွက်အရေးကြီးတဲ့သတင်းတစ်ခုပါ။ American Leader ဒုတိယပိုချုပ်ကြီးဟောင်း David Dacula က The Wall Street Journal မှာပြောကြားခဲ့သလိုပဲလေကြောင်းလွှမ်းမိုးမှုမရှိရင်စစ်ပွဲကမြေပြင်တိုက်ပွဲတသက်ဖြစ်သွားနိုင်ပါတယ်။ယူကရိန်းမှာရုရှားဟာမြေပြင်တပ်ဖွဲ့တွေကိုပဲအာကိုပြီးတိုက်ပွဲနှိမ့်ကွေးနေပြီမြေ။ Israel Iran စစ်ပွဲမှာ Israel က Iran လေကြောင်းကိုလုံးဝထိန်းချုပ်နိုင်တယ်လို့ အီရန်ကိုလွယ်လွယ်ကူကူတိုက်ခိုက်နိုင်ခဲ့ပါတယ်။အီရန်မှာအစ္စရေးတိုက်လေယာဉ်200ခန့်နဲ့ဗီဒူးစတုဘုံးကျဲလေယာဉ်အနည်းငယ်ကိုပဲယင်းဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ရုရှားသာနေတိုးနဲ့ထိတ်တိုက်တွေ့ရင်စစ်လေယာဉ်ပေါင်း1000ခွဲနီးပါးကိုယင်းဆိုင်ရမှာပါ။ဒါဟာအီရန်ယင်းဆိုင်ခဲ့ရတာထက်အစာပေါင်းများစွာပိုပြင်းထန်တဲ့တိုက်ခိုက်မှုဖြစ်ပြီးအီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကဒီလိုတိုက်ခိုက်မှုကိုလုံးဝကာကွယ်နိုင်စွမ်းမရှိဘူးဆိုတာသက်သေပြခဲ့ပါတယ်။ ဒါကြောင့်ပူတင်ဟာနေတိုးနဲ့သာဆစ်ဖြစ်ရင်သူ့နယ်မြေကိုကာဝင်နိုင်မှာမဟုတ်ဘူးဆိုတာအခုတော့သဘောပေါက်သွားပါပြီ။စစ်ဗိုလ်ချုပ်ဟောင်းဒီဘရက်ဒန်ဂေါ်ဒန်က The Telegraph မှာထောက်ပြခဲ့တဲ့နောက်ထပ်အချက်တစ်ခုကပူတင်ဟာယူကရိန်းစစ်ပွဲမှာသူ့ကိုယ်သူဘေးကင်းတယ်လို့ခံစားခဲ့ရပါတယ်။တိုက်ပွဲတွေရဲ့အန္တရာယ်အလုံးကိုရုရှားစစ်သားတွေကပဲခံစားခဲ့ရပြီးစစ်သားတပ်တန်းကျော်တေဆုံးခဲ့ရပါတယ်။ဒါပေမဲ့အီရန်မှာမြင်ခဲ့ရတဲ့ American နဲ့ Israel ရဲ့ပြည်ပြည်စုံတဲ့ထောက်လန်းရေးကွန်ရက်က အီရန်ကောင်းဆောင်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုလိုသလိုလှုပ်ကြံတက်ဖြတ်နိုင်တဲ့တိကျမှန်ကန်တာကိုပူတင်တွေ့မြင်သွားခဲ့ပါတယ်။ယူကရိန်းကလည်းရုရှားရဲ့နေမြေအတွင်းပိုင်းထိလှုပ်ဆောင်နိုင်သွမ်းရှိတယ်ဆိုတာကိုပြသပြီးသားပါ။ဒီအချက်တွေကခရမလင်နန်းတော်ကအရာရှိတွေနဲ့ပူတင်ရဲ့ကိုယ်ရေးလုံခြုံရေးကိုအကြီးအကျယ်ချိန်ချောင်နေပါတယ်။ Israel နဲ့ American တို့ရဲ့ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ Mossad ပါဝင်တဲ့ဒီလိုစစ်စင်ရေးမျိုးကိုပိုကြီးတဲ့အတိုင်းအတာနဲ့ပြန်လုပ်ဖို့အခြေအနေတွေအဆင်သင့်ဖြစ်နေပြီဆိုတာကိုပူတင်ကောင်းကောင်းသိသွားပါပြီ။ ဒီအခြေအနေကိုသူဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ဒါအပြင်ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာယုံကြည်စိတ်ချရမှုမရှိတော့ဘူးဆိုတဲ့အသည့်ကလည်းပူတင်ကိုစိုးရိမ်စိတ်ပူဖြစ်စီပါဗျ။ဟုတ်ကဲ့ရပါပြီ။ပေးထားတဲ့စာပိုက်ကိုမိနစ်ပိုင်းအတွင်းပြောလို့ရအောင်အသေးစိတ်ချက်လက်တွေထပ်ဖြည့်ပြီးပုံမူပြည့်စုံတဲ့ပုံစံနဲ့ပြန်လည်ရေးသားပေးလိုက်ပါရစေ။ The Globe and Mail သတင်းစာရဲ့ဇွန်လ23ရက်နေ့စောင်းပါရသမ္မတဒေါ်နယ်ထရမ့်အတိုင်းငယ်အမေရိကန်သမ္မတတွေဟာဆယ်စုနှစ်ပေါင်းများစွာ အီရန်ကိုစစ်တိုက်တာကိုရှောင်ခဲ့ကြပါတယ်။တမရကာတာ၊ရေဂန်၊ဘုရှ်၊အိုဘားမားနဲ့ဘိုင်ဒန်အပါအဝင်အစိုးရတိုင်းကအီရန်ကိုစစ်ရေးအရတိုက်ခိုက်တာဟာအရန်အန္တရာယ်များပြီးဒေသတစ်ခုလုံးကိုမတိမငြိမ်ဖြစ်စေလိမ့်မယ်လို့ကောက်ချက်ချခဲ့ကြပါတယ်။ဒါပေမဲ့ထရန့်ကတညတည်းမှာပဲအဲ့ဒီအစင်လာကိုချိုးဖျက်ခဲ့ပါတယ်။ဒီလိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရုရှားရဲ့ဂုံယူဝင်ကြွားနေတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုလူတွေကြောက်ရွံ့မှုပျောက်သွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကရုရှားကို ပိုပြီးအားနည်းသွားစေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ပူတင်ဟာဒရုန်းတွေနဲ့ဒုံးကျည်တွေအတွက်အီရန်ကိုအားကိုးနေရလို့ပါပဲ။အခုဆိုရင်အီရန်ကထုတ်လုပ်တဲ့လက်နက်တွေဟာအစ္စရေးနဲ့အရှေ့လေပိုင်းမှာရှိတဲ့ American စစ်စခန်းတွေကိုဦးတည်နေပါတယ်။ဒါပေမဲ့ပိုရေးကြည့်တာကတော့ Trump ရဲ့အီရန်ကိုပြင်းပြင်းထန်ထန်ထိုးနှက်ဖို့ဆုံးဖြတ်ချက်ဟာသူဟာ NRA ကိုရင်ဆိုင်ရတဲ့ခေါင်းဆောင်တအူးဖြစ်ကြောင်းပြသလိုက်တာပါပဲ။ The Globe and Mail က မစ္စတာထရန့်ဟာအလွန်အန္တရာယ်ကြီးတဲ့လောင်းကြီးတစ်ခုကိုထတ်ခဲ့ပြီးအမေရိကန်စစ်တပ်ကအမကန်တိကျမှုနဲ့ပြင်းထန်တဲ့စွမ်းအားကို ပြသခဲ့ပါတယ်လို့ဆိုပါတယ်။ဒီစရေသတင်းစကားကကမ္ဘာမြို့တော်တိုင်းကကြားခဲ့ရပါတယ်။အဲ့ဒီသတင်းစကားဟာမော်စကိုမှာအကျယ်လောင်ဆုံးမြည်ဟီးခဲ့ပါတယ်။ပူတင်ကသူ့ကိုယ်သူပြန်မေးခွန်းထုတ်နေမှာပါ။အမေရိကန်ဟာဆယ်သုနှစ်ချီရှောင်ခဲ့တဲ့အီရန်ကိုတော့တိုက်ခိုက်ရင်ရုရှားကိုတိုက်နိုင်ကြဘလောက်ရှိမလဲပေါ့။ယူကရိန်းစစ်ပွဲမှာအပြစ်ခက်ရစရေးဆွေးနွေးပွဲတွေရပ်နေတာကြောင့် ထရမ့်ကရုရှားကိုတိုက်ရိုက်တိုက်ခိုက်တာကိုရွေးချယ်မှုတစ်ခုအဖြစ်မြင်လာနိုင်ပါတယ်။အမေရိကန်သမ္မတဟာအခုဆိုရင်ဒီလိုတိုက်ခိုက်မှုမျိုးကအလုပ်ဖြစ်နိုင်တယ်လို့ခန့်စားနိုင်ပါပြီ။ရုရှားသုံးတဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေအများစုရှိတဲ့အီရန်မှာအောင်မြင်တာကိုသူမြင်ခဲ့ရပါတယ်။ Israel ရဲ့ F35 Still တိုက်လေယာဉ်တွေဟာလုံးဝအဖြတ်ခံရခြင်းမရှိဘဲအီရန်လေကြောင်းရန်ကာဝေးရေးစနစ်တွေကိုလုံးဝကျော်ဖြတ်ပြီးတီဟီရန်မြို့ရဲထိဝင်ရောက်နိုင်ခဲ့ပါတယ်။ဒီလိုအောင်မြင်မှုဟာစစ်ရင်အားကြောင့်နဲ့မကဘဲ ထောက်လန်းရေးစိုက်ဘာစစ်ဆင်ရေးနဲ့ဂျူဒူးခြေရာခံစနစ်တွေရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့်လည်းဖြစ်ပါတယ်။ယူကရိန်းရဲ့စစ်ပွဲကြောင့်ရုရှားရဲ့ကာကွယ်ရေးစနစ်တွေအားနည်းနေတာကိုလည်းသူသိပါတယ်။နေတိုးကအမေရိကန်ဘက်မှရှိနေတာကြောင့်ရုရှားဟာအီရန်ထက်ပိုကြောက်စရာကောင်းတဲ့လေကြောင်းဆိုင်ရာချိန်ချောက်မှုကိုရင်ဆိုင်ရမှာပါ။ပူတင်ကဒီလိုအခြေအနေမျိုးရောက်မလာဖို့မျှော်လင့်နေပါလိမ့်မယ်။ Operation Midnight Hammer ကြောင့် American ဟာအာယုံလွဲသွားပြီး ပိုနက်ဆိုင်နဲ့ပြည်ပခါတစ်ခုတည်းရောက်သွားဖို့သူမျှော်လင့်နေပါတယ်။ဒါပေမဲ့ American ကာကွယ်ရေးဝန်ကြီး PD Hackett ကတော့ဒီလိုဖြစ်လာမှာမဟုတ်ဘူးလို့ပြောပါတယ်။ American ရဲ့တိုက်ခိုက်မှုတွေပြီးမှသူကတမရညွှန်ကြားထားတဲ့အတိုင်းဒါကအဆုံးမရှိတဲ့တိုက်ခိုက်မှုတော့မဟုတ်ဘူးလို့ပြောခဲ့ပါတယ်။တနည်းအားဖြင့်ပြောရရင် American ကထပ်တိုက်ဖို့ရည်ရွယ်ချက်မရှိပါဘူး။အရှိလေပိုင်းမှာတိုက်ပွဲတွေဆက်မဖြစ်ဘူးဆိုရင် American ရဲ့အာရုံတွေကမကြခင်မှာ Russia စီပြန်ရောက်လာပါလိမ့်မယ်။ အဲဒီခါမှာအမေရိကန်ဟာနှစ်ပေါင်းများစွာကတည်းကပြောခဲ့တဲ့အတိုင်းအားနည်းနေတဲ့ရန်သူကိုမြင်ရပါလိမ့်မယ်။အီရန်မှာမော့ဆက်ရဲ့စွမ်းဆောင်ရည်ကိုမြင်ခဲ့ရသလိုယူကရိန်းဟာလည်းရုရှားနယ်မြေအတွင်းပိုင်းထိလှုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာတသက်ပြပြီးသားပါ။ဒါကြောင့်ပူတင်တို့ကောင်းဆောင်တွေဟာအခုဆိုရင်မြေအောက်ခံတပ်တွေထဲမှာပုံနေရပြီးကိုယ်ရေးလုံခြုံမှုကိုစိုးရိမ်နေကြရပါပြီ။ပူတင်ဟာအမေရိကန်နဲ့နေတိုးရဲ့ပေါင်းဆက်အားကိုရင်ဆိုင်ဖို့အချိန်အများကြီးမရနိုင်တော့ပါဘူး။နေတိုးကယူကရိန်းအတွက်လေကြောင်းကာကွယ်ရေးပြင် တခြားစီရေးအကူအညီတွေပေးပြီးအကြီးအကျယ်ပြောင်းလဲခဲ့တာကြောင့်လေကြောင်းတိုက်ခိုက်မှုမလုပ်ဖဲတောင်ပူတင်အတွက်အရာအလုံးပြီးဆုံးသွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ